မင်္ဂလာပါကိုရီးယားစာကိုအတူတူဖတ်ဖို့အဆင်သင့်မယ်လားဒီနေ့မှလေကိုရီးယားအခိရာဟန်ဂီလ်ရဲ့အခြေခံအကြဆုံးအပိုင်းလေးအဲ့ဒါကတော့ဘီးဆက်လေးလုံးပဲပေါ့အဲ့ဒီဆက်လေးလုံးကို အတူတူလေးလာရင်းငယ်ကိုရီးယားစာဖတ်နိုင်ဖို့တကားကိုဖွင့်လိုက်ကြအောင်ကင်ဆက်လိုက်ကြစို့အခိရာအတိတ်တစ်ခုကိုတင်ရမယ်ဆိုရင်ခက်မယ်လို့အရင်ဆုံးတွေးမိကြတယ်ဟုတ်ဘာသာစကားအစ်တတခုရဲ့အခေအားတွေကလူဝခုတီလိုပဲလीအစားပိုင်းမှာတော့ရှုပ်ထွေးတယ်လို့ထင်ရနိုင်တာပေါ့ ဒါပေမဲ့ကိုရီးယားအခေအကြတော့အဲ့ဒီလိုမဟုတ်လောက်ဘူးယ။ဟုတ်တယ်။ဟန်ဂလီရဲ့အတ္တိကအချစ်သယိုရှင်းလွေကူမှုပဲ။လူတိုင်းလွေလွေကူကူတင်နိုင်အောင်ကိုတစ်ပတ်နီးကြတီထွင်ထားတဲ့အခရာစနစ်တစ်ခုပါ။ဆိုတော့ရှုလွက်ကုတ်တစ်ခုကိုဖြည့်ရှင်းနေရတယ်လို့မျိုးတော့စိတ်လှရှာစရာကောင်းတယ်လို့ပြောလို့ရတယ်။ကဲဟုတ်ပြီ။ဒါဆိုရင်ကိုရီးယားစားဖတ်နိုင်ဖို့အတဲအရေးကြီးဆုံးဖြစ်တဲ့အခြေခံတော့ချက်ဇလိခုကိုလေ့လာကြည့်လိုက်ကြရအောင်။ဒီပြဲတွေကကိုရီးယားဘာလာစကားရဲ့အခြေခံအုတ်မြစ်တွေပဲဗျာ။ ဒီမှာပထမဆုံးသွက်ချက်၄ခုကိုကြည့်လိုက်ရအောင်ဇရာထဲမှာဆိုရင်ဖြေးရယ်သူ့ရဲ့အတန်ထွက်ရယ်ပြီးတော့ဥပမာစာလုံးလေးကိုပါပြထားတယ်ပထမဆုံးဖြေးက Gio သူ့ကို Gio လို့ခေါ်တယ်အတန်ထွက်ကပြောတယ်ကြီးအတန်မျိုးပေါ့ဒုတိယတစ်ခုက Neon နင်းအတန်မှာတတိယက Gigat ဒီအတန်နဲ့တတော်ဆင်းပါတယ်နောက်ဆုံးတစ်ခုကတော့စိတ်ဝင်စားဖို့ကောင်းတယ် Rear Lear သူက I နဲ့ L ကြားကအတန်မျိုးထွက် ဟုတ်ပြီဒါဆိုပထမဆုံးအတန်ကိုလေ့ကျင့်ကြည့်ကြည့်ကြနဲ့ဒီစလုံးလေးက key of နဲ့အာဆိုတဲ့အာတရပေါင်းထားတာပါကျွန်တော်လည်းအတူဖြည်းဖြည်းနဲ့ရှင်းရှင်းလင်းလင်းလိုက်ဆိုကြည့်နော်ခခခအရင်ကောင်းပါလေကဲဆက်လိုက်ရအောင်ဒီတစ်ခုကတော့အန်အတ္တမလိုက်ဆိုကြည့်မယ်နော်နနနအရင်ကောင်းပါလေကဲနောက်တစ်ခုအအတန်ကိုတတိထားပြီးဆိုကြည့်ကြမယ် တာတာတာဒီအတန်ကတော့နည်းနည်းလေးတတိထားရမယ် r နဲ့ l ဂျာကအတန်မျိုးဆိုတော့လေရှာကိုတွားရဲ့အနှောင့်နားလေးမှာထိပ်ပြီးဆိုကြည့်ပါရတယ်နော် လာ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 ကဲပထမလေးခုရသွားပြီဆိုတော့နောက်ထပ်တော့ချက်လေးခုကိုဆက်ပြီးလေ့လာကြည့်ကြအောင် mium mium က m အတန်ပါ phip phip က b နဲ့ p ဂျာကအတန်မျိုး

ဆက်လက်ကြအောင်နော်ဒါကတော့စရှိယအတန်ပါစစစရတယ်ဟုတ်ကဲဒီအောက်ဆူရဲ့နော်ဆောင်တစ်ခုဂျေဂျေအတန်မှာခြားခြားခြားအခုလာမဲ့အီယူကတော့တော်တော်ထူးခြားတဲ့ပြည်တစ်ခုပါသူကနေရာပေါ်မူတည်ပြီးအတန်ပြောင်းသွားတယ်စာလုံးတစ်လုံးရဲ့အဆက်မှာတရားနဲ့တွဲလိုက်ရင်လေသူကအတန်မထွက်တော့ဘူးနေရာယူပေးထားတာတသက်ပဲ။ ်တရားရက်တံပဲထွက်တော့တယ်ဥမမာအားဆိုရင်အားလိုပဲထွက်တော့ပေါ့ဒါမဲ့သူကစာလုံးရဲ့အောက်အဆုံးသက်ပြဲဖာချင်းနေရာကိုရောက်သွားပြီဆိုရင်တော့အင်းဆိုတဲ့အတန်းပြောင်းသွားရောဥပမာခေါင်းဆိုတဲ့စကလုံးမှာလို့ခေါင်းဆိုပြီးအတန်းထွက်ပါတယ်ကဲအခုနလေးလာခဲ့တဲ့တောချက်တီကိုဘလို့ပေါင်းဆက်ပြီးကိုရီးယားစာလုံးဒီတိဆော့မလဲဆိုတာကြည့်ကြအောင်ဒါကိုရီးယားစာရဲ့လိုအပ်ချက်ကိုပို့ထုတ်မယ်အဓိကပိုင်းပဲဗျာကိုရီးယားစာလုံးတလုံးသူပေါ်လာဖို့အခြေခံဖွဲ့စည်းပုံကတရရကိုရိုးရှင်းပါတယ် ဒီမှာပြချတဲ့အတိုင်းပဲပြန်တလုံးနဲ့တရက်တလုံးပေါင်းလက်ယုံပဲဒါဟာကိုရီးယားဆရဲ့အခြေခံအကြဆုံးနဲ့အရေးအခြေဆုံးစီးမြင်ဒါမှမဟုတ်လောက်ဝက်ချက်လို့ပြောလို့ရတယ်ဥပမာအနေနဲ့တစ်လိုက်ရအောင်လေပြေးကနဲ့တရအာရောပေါင်းလိုက်တဲ့အခါအခုနပဲလေ့ကျင့်နေတဲ့ခါဆိုလဲစာလုံးလေးဖြစ်လာတာပေါ့အရလွယ်တယ်မလားကဲအခုကြီးသင်ခဲ့တာတွေပို့ပြီးခိုင်မာတော့အောင် အတူတူစာဖတ်လေ့ကျင့်ကြည့်ကြရအောင်ဒီလေ့ကျင့်ကံပြီးရင်ယုံကြည်မှုပိုရှိလာမှသိကြတယ် ကဲဒီစရင်တဲကဆာလုံးလေးကိုအတူတူဖက်ကြည့်ကြအောင်ကျွန်တော်နဲ့အတူဖြည်းဖြည်းချင်းလိုက်ဖက်ကြည့်နော်သုံးခေါက်လောက်ဖက်ကြည့်ကြမယ်ကဲစမယ်ခါနာသာရာမာဖာစာချာဟုတ်ပြီနောက်တစ်ခေါက်ခါနာသာရာမာဖာစာချာကောင်းပြီနောက်ဆုံးတစ်ခေါက်ခါ na ta ra ma pa sa cha အရန်ကောင်းပါတယ်ဟုတ်ပြီအခုဆိုရင်ဒီနေ့အတွက်အဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီနေ့လေးလာခဲ့တဲ့မြအားလုံးကို ပြန်ပြီးချုံငုံပုံသက်ချကြရအောင်ဒီမှာတော့ဒီနေ့လေးလာခဲ့တဲ့စာလုံးလေးအားလုံးပါမယ်အားလုံးမမိတော့အောင်လို့အပေါ်ကနေအောက်ကိုဖြည်းဖြည်းလေးရှင်းရှင်းလင်းလင်းနှာခေါက်လောက်ပြန်ဖက်ကြည့်ကြရအောင်ကဲပထမချင်းခါ na ta ra ma pa sa cha kami dutiya chin kha na ta ra ma pa sa cha ဒီနေ့ရှင်းလင်းတင်ဆက်ခဲ့တာတွေအားလုံးထဲမှာအရေးကြီးဆုံးမှတ်ထားရမယ့်အချက်ကတော့ဒါပါပဲ။ပြဲတစ်လုံးနဲ့တရတစ်လုံးပေါင်းလိုက်ရင် ကိုရီးယားဆာလုံတလုံးဖြစ်လာတယ်ဆိုတာပါပဲကဲအစားပိုင်းမှာခကင်းမေလို့ထင်ခဲ့တဲ့အဲ့ဒီလျှို့ဖတ်ကုတ်ကိုအခုဆိုဖတ်နိုင်သွားပြီလို့ယုံကြည်မှုရှိရှိပြောလို့ရပြီမလားဒီနေ့လော်ဖန်ခဲလေတော့ချက်တွေကအစားပဲရှိပါသေးတယ်နောက်ထပ်အပိုင်းဒီမှာကိုရီးယားဘာသာစကားရဲ့တခြားသောချက်တွေကိုအတူတူဆက်ပြီးရှာဖွေသွားကြအောင်မယ်။